ျွန်တော်မိတ်ဆွေတယောက်လိုမျိုးဂျင်းမမိအောင်လို့ခင်ဗျားတို့ကျွန်တော်တခုပြပြမယ်အဲ့ဒါဗာလဲဆိုတော့ဗောနော်ကျွန်တော်မြန်မာနိုင်ငံမှာတော်တော်များရှိတယ်ကားအကြီးကျယ်ဝယ်တဲ့အခါကြလို့ရှင်ဟာအတိုးလေးတက်တာလိုက်တာတက်တာလိုက်တာဆိုပြီးတော့အသေးအံပြေးဝယ်ချတဲ့သူတွေရှိတယ်နောက်ပြီးတော့အခုမှစပြီးတော့ဗောနော်ဝယ်ဖို့စူးစမ်းနေတဲ့သူတွေရှိရယ်ဆိုလို့ရှင်လေဒီဗီဒီယိုလေးကိုကြည့်ပြပါဗောနော်ခင်ဗျားတို့ကားအကြီးကျယ်ဝယ်တဲ့အခါကြလို့ရှင်ဝယ်တဲ့သူကဘယ်လောက်ထိဆုံးရှုံးနစ်နာမှုဖြစ်လဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ရှင်းပြပြီးတော့မှာပဲ ဖြစ်ပါတယ်ဆိုတော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကားအကြီးကျောက်ဝယ်ပြီဆိုလို့ရှိရင်တော်တော်များများကပေါ့ဗျာဘာပဲမိကြလဲဆိုတော့ကျွန်တော်ကိုကြီးဒေါင်းပေးမဘလောက်အတွင်းရမှာလဲဘယ်နှစ်နှစ်အတွင်းရမှာလဲကျွန်တော်တို့အတိုးအော်ဘလောက်လဲဆိုပြီးအဲ့သုံးချက်ပဲမိကြရပေါ့နော်ဒါပေမဲ့ခင်ဗျားတို့မမေ့မိရနောက်က service charge တွေကဘလောက်ပေးရတာလဲဆိုတဲ့ဟာတွေပေါ့ခင်ဗျားတို့မတွေးမိဘူးပေါ့နော်ဆိုတော့ကျွန်တော်မိတ်ဆွေတယောက်လွန်ခဲ့တဲ့၃နှစ်က ဝစ်ကားတစ်စီးကိုဝယ်တယ်ဗျာလွန်ခဲ့တဲ့တုံးနှစ်ကဆိုတော့တိတ်အများကြီးမရှိပါဘူးဟုတ်တယ်မလားနော်တော်တော်လေးနည်းပါတယ်ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီ showroom ကနေနာမည်ကြီး showroom ပဲနော်မန်လေးမှာနာမည်ကြီး showroom ပဲနာမည်တော်တော်ကြီးရဲ့နာမည်ဝါလည်းကြီးတယ်ကြော်တယ်နော်အဲ့လိုမျိုးနာမည်ကြီး showroom တစ်ခုကကျွန်တော်မိတ်ဆွေတွေကကားတစ်စီးရောင်းလိုက်တယ် အဲ့ဒီကားကပုံမှန်ဆိုလို့ရှိရင်ဥမာပေါ့ဗျာပိန်း300လောက်ပဲတန်တဲ့ကားတစ်စီးဆိုလို့ရှိရင်အရစ်ကြဝယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကပိန်း400နီးပါးလောက်တင်ပြီးရောင်းတယ်သူငကိုလေးရလေးပေါ့နော်အပြင်မှာ300လောက်ပဲရှိတဲ့ကားဆိုလို့ရှိရင်သူစီမှာ350 400လောက်ကိုတင်ရောင်းတဲ့ဒီမျိုးပါဗျာဈေးကိုနည်းနည်းပိုများတဲ့ showroom ပေါ့နော်ဒါပေမဲ့ အရေးကြောက်ဝဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုများသွားတယ်။သိန်း300လောက်ပဲတန်တဲ့ကားတစ်စီးကကျွန်တော်တို့သိန်း450နီးပါးလောက်အထိပေးပြီးတော့ဝယ်ခဲ့ရတယ်။အဲ့ဒါအပြင်ကမှပေါ့နော်ကျွန်တော်တို့ဒီအတိုးတွေဘာတွေနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကားကသိန်း900ကျော်600နီးပါးလောက်ဖြစ်သွားတယ်ဗျ။သိန်း300နဲ့ကားတစ်စီးကတော့အတိုးတွေဘာတွေနဲ့တွက်လိုက်တဲ့ခါကျတော့သိန်း600ကျော်နီးပါးလောက်ဖြစ်သွားတယ်။ဒါကြတော့စဉ်းစားကြည့်ပါ မိတ်ဆွေတို့စဉ်းစားကြည့်ပါနော်တိန့်ချော့နီးပါးလာဖြစ်သွားတယ်အဲ့ဒါကိုဝယ်တဲ့သူကတော့မတိဘူးပေါ့ဗျာကျွန်တော် ကားလေးရတော့စီးနေသူက300နဲ့ရခဲ့တယ်ပဲ350လောက်နဲ့ပဲရခဲ့တယ်ထင်ပြီးတော့စီးနေတာတကယ်ပြန်ရောက်တာလွန်ခဲ့တဲ့2လလောက်ကမှပြောင်းတာနော်လွန်ခဲ့တဲ့2နှစ်ခွဲ3နှစ်လောက်ကဝယ်ထားတဲ့ကားတစီးကိုလွန်ခဲ့တဲ့2လကပြန်ရောက်တာဝစ်ကားတစီးကိုတိန့်150ပဲအမြင့်ရတယ်စဉ်းစားကြည့်ဘလောက်ဆုံးရှုံးသွားလဲဆိုတော့ကျွန်တော်ပြောပြတာနော်ဘလောက်ဒီခင်ဗျားတို့ဆုံးရှုံးသွားလဲဆိုတော့ကျွန်တော်ပြောပြတာ အကြမ်းဖြစ်နေတယ်ကျွန်တော်ပြမယ်လွန်ခဲ့တဲ့3နှစ်နှစ်နှစ်ခွဲ3နှစ်ကကျွန်တော်ရဲ့ဒီကြာက380 100ဝန်းကျင်လောက်ပဲရှိတယ်တရားနဲ့380နဲ့တရားဝင်ကြလာမှာပဲရှိတယ်ဆိုတော့အခုချိန်မှာဆိုဒီကက300ကျော်ပါပြီဆိုတော့ဒီကကိုကျွန်တော်လွန်ခဲ့တဲ့3နှစ်ကဝယ်ပြီးအခုချိန်ပြောင်းရောင်းမယ်ဆိုရင်တော့မှ300အတတင်မြက်တယ်အဲ့လိုကားမျိုးကိုအဲ့လိုကားမျိုးတော့မှနော်ဒီလိုကားမျိုးတော့300လောက်မြက်တဲ့ချိန်မှာ Wish ကားတစ်စီးကိုဝယ်ထားတဲ့သူက350ပဲမြက်ပါတယ်အဲ့တော့ဂျန်နဲ့ တိန်ရာချီပေါင်းနေတိန်ရာချီပြီးဆုံရှုံသွားတဲ့ဟာတွေကပေါ်မလာတဲ့အမျက်တွေကဘယ်ရောက်သွားတာလဲခင်ဗျားတို့ဝယ်ခဲ့တဲ့ showroom ကတင်ပြီးရိုက်တယ်နောက်ပြီးတော့အတိုးတွေရယ်ကုမ္ပဏီစာပေချချက်တွေကိုပေးလိုက်ရတာပဲဖြစ်ပါတယ် အဲ့တော့ခမရတို့ကျွန်တော်ကအရေးကြွယ်မယ်ဆိုလို့ရှိရင်တတိထားကိုထားမယ်အချက်တစ်ချက်ကိုကျွန်တော်ပြပြမယ်အဲ့တတိထားမယ်အချက်ကခမရတို့ဓာတ်ပိမှန်လည်းမဟုတ်ဘူးဘယ်နှနည်းရမယ်ဆိုတာလည်းမဟုတ်ဘူးလားစင်အတိုးဘယ်လောက်ပေးရမယ်ဆိုတာလည်းလောကမဟုတ်အဲ့ဒါဘာလဲဆိုတော့ကုမ္ပဏီစာပေချချက်ခင်ဗျားကုမ္ပဏီစာပေချချက်ဘယ်လောက်ပေးရလဲဆိုတာကိုမေးဖြစ်အောင် မေးပါ တချို့ကလည်းနားမလဲတော့မမေးဘူးပြောသမျှကိုပဲပေးပြီးဝယ်လိုက်တယ်တချို့ကလည်းနားလဲတော့မေးတယ်မေးတဲ့အခါကျလို့ရှိရင် အရာဝယ်ပဲဖြစ်တာများတယ်ဘာလို့လဲဆိုတော့ company service ချက်ချက်ကတော်တော်လေးကိုများလို့ပါဥပမာဗျာခင်ဗျားတို့ကအခုခေတ်ပေါ်တော့အခုချိန်မှာခင်ဗျားတို့ကသိန်း900တန်းကားတစ်စီးကိုသွားပြီးဝယ်မယ်ဆိုလို့ရှိရင် company service ချက်ချက်ကတချို့တွေက10%ယူတယ်10%ဆိုလို့ရှိရင်သိန်း900ဆိုလို့ရှိရင်သိန်း90တချို့က15ရာခိုင်နှုန်းတချို့ကလည်း20ရာခိုင်နှုန်းထိယူကြတယ်ပေါ့နော်20ရာခိုင်နှုန်းဆိုလို့ရှိရင်ပဲကျွန်တော်တို့ကသိန်း100ဖြစ်သွားပြီသိန်း900တန်းကားဆိုသိန်း100ဖြစ်သွားပြီဆို တခါကျတော့ခင်ဗျားတို့ကတော့ဝယ်တာတော့3900တန်းကားတစ်စီးကိုဝယ်တာဒါပေမဲ့ company service ချက်ချက်နဲ့ပေါင်းနေဆိုလို့ရှိရင်3600ဖြစ်သွားပြီ3600ဖြစ်သွားပြီခင်ဗျားတို့ပြန်ရောင်းတဲ့အခါအဲ့3100ပြန်ပါမလာအောင်အလကားနေလကားခင်ဗျားတို့ company ကိုပေးလိုက်ရတာဝန်ဆောင်ကနေနေပေးလိုက်ရတဲ့ပတ်စံ3100 အဲ့တော့ခင်ဗျားတို့သတိထားဖို့လိုတယ်ဆိုတော့ကားကဘာမှမလုပ်ပါသေးဘူးတိမ်းချော့ဖြစ်သွားပြီအမှရင်စစ်တာတွေရှိမယ်ကျွန်တော်ရင်အလုံးစုံအမှတ်ခံထားတာတွေရှိမယ်နောက်ပြီးကြရင်ခင်ဗျားတို့အတိုးလားစင်တိုးဆိုတာရှိမယ်အဲ့ဒါတွေအလုံးပေါက်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ဝယ်ကတိမ်း900တန်းကားပဲတိုးဝင်မယ်အတိုးတွေရောကုမ္ပဏီစားရွက်ချက်တွေရောပေါက်လိုက်မယ်ဆိုလို့ရှိရင်တိမ်း900 900ကြော်ကြော်နီးပါဖြစ်သွားတယ်ဖြစ်သွားတယ်မှတ်ထားနော် 900ကျော်ကျော်နီးပါဖြစ်သွားတယ်အဲ့တော့ကိုတချို့ရှုရုံနေရလဲပြောရအောင်နဲ့ကျွန်တော်ကတော့တင်းကတန်းနဲ့ခင်ဗျားတို့အိကြဝယ်မယ်ဆိုလို့ရှိရင်ကုမ္ပဏီကိုစာပစ်ချချက်ဘယ်လောက်ပါဆန့်ပေါ့နော်15ခန်းနှုန်း20ခန်းနှုန်းပေးရမယ်ရင်းစစ်ကမယ်ပြီးအတိုးဘယ်လောက်ရှိရဲဆိုတော့တချို့ကုမ္ပဏီတွေကပြောရအောင်နဲ့တချို့ကုမ္ပဏီတွေကပြောမရအောင်ဥပမာခုနကကျွန်တော်မိတ်ဆွေခံခဲ့ရတယ်ပေါ့နော်ဒီမန်လီရနာမည်ကြီးရှုရုံတစ်ခုကတော့ပြောမရအောင်ပဲနေကားမှာတင်ရောင်းတာ ကားတော့3500ပဲတန်တယ်ရှိုးရူးမှာတော့3500ပဲတန်တယ်ဆိုလို့ရှိရင်အပြင်မှာခင်ဗျားတို့450လောက်နဲ့ဝယ်လို့ရတယ်မှတ်ထားနော်ရှိုးရူးမှာ3500ရောင်းတဲ့ကားတွေကအပြင်မှာ450လောက်ဆိုဝယ်လို့ရတယ်ငကိုရီးယားဝါဈေးများပြီးသားအဲဈေးများပြီးသားဟိုမှာအရေးကြအတွက်ဆိုပြီးတော့3100လောက်ထပ်ပြီးတင်လိုက်တယ်ဆိုတော့3600လောက်ဖြစ်သွားတယ်ဆိုတော့ခင်ဗျားတို့3600ထင်ပြီးတော့ဝယ်ခဲ့တာတကယ်ပြောင်းကြည့်ခင်ဗျားအပြင်မှာဆို450 420လောက်ပဲခင်ဗျားပြန်ရမှာမှတ်အောင်အဲ့ဒီချောင်းမှတ်တာနော်ဆိုတော့အဲ့လိုမျိုးတွေရှိတဲ့အခါကျတော့ကျွန်တော်တို့က company service charge တွေကိုတတိထားပြီးတော့ဆက်သွယ်ကြပါတယ် ကျင်တယ်လို့ရှောက်တာပဲဖြစ်ဖြစ်မကျင်တယ်လို့ရှောက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးတွေတိထားပြီးရှောက်တယ်ဆိုတဲ့အခါကျတော့နောက်ပိုင်းကားပြန်ရောက်တဲ့အခါမှာဩငါကကျင်တဲ့ခံရတာမဟုတ်ဘူးဒါအောင်ငါလက်ခံလို့ငါအရေးကြလုပ်ခဲ့တာဆိုတာမျိုးလေးကိုသိဖို့လိုပါတယ်ပေါ့နော်ဒါကကျွန်တော်ဘာလို့ပြောပြလဲဆိုတော့တချို့တွေကမသိဘဲနဲ့ခံလိုက်ရတာရှိတယ်တချို့ကျတော့လေတိတိနဲ့ကျင်တဲ့ပြီးတော့ကျွန်တော်ဒါဝယ်သွားရရှိတယ်ပေါ့နော်ဆိုတော့ကိုကတိပြီးကျင်တဲ့လို့ဝယ်သွားရဆိုရင်တော့ကိုယ်တမိုင်းပေါ့ဗျာတချို့ကျတော့မသိဘဲနဲ့ဝယ်သွားဆိုတော့အရန်နှမျိုးဘူးကောင်းတယ်ဆိုတဲ့ခါကျတော့ပေါ့နော်ဘယ်စီပွားရေးလုပ်ငန်းရှင်ရမှာတော့ကိုယ့်အတွက်အမြင့်အတတင်မကျင်မလောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝယ်နေမိဆိုဒီအလုံးမဲ့ တိထားပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဒီဗီဒီယိုကပေါ့နော်ကျွန်တော်ဒါကားရောင်းဝယ်လုပ်ခဲ့တဲ့တန်းတစ်ချောင်းမှာကျွန်တော်တွေးခဲ့ကြုံခဲ့ and all thing ခဲ့ရတဲ့အရာတွေကိုခင်ဗျားတို့ကိုကျွန်တော် sharing လုပ်ပေးကြရဖြစ်ပါတယ်နော်ဆိုတော့အခုမှကားဆောက်ဝယ်မဲ့ညီကိုတွေကားအရေးကြဆောက်လုပ်မဲ့ညီကိုတွေနေနဲ့အမှားမဖြစ်အောင်လို့ကျွန်တော်ဒါစဉ်းစားစရာတွေတခုဖြစ်အောင်ကျွန်တော် sharing လုပ်ပေးကြဖြစ်ပါတယ်တကယ်တော့ဒီလိုဗီဒီယိုလုပ်တယ်ဆိုတော့ကျွန်တော်လူမုန်းတယ်ဗျာနော်လူမုန်းမြရတယ်ဒါပေမဲ့ကျွန်တော်ကတော့ ကျွန်တော်ဘယ်လောက်ပဲမုန်းပါစေကျွန်တော်ကိုဘယ်လောက်ပဲမုန်းပါစေပေါ့နော်ဒါကျွန်တော်စီမှာဝယ်တဲ့ customer ပဲဖြစ်ဖြစ်ပေါ့နော်တခြားမှာဒါကားဝယ်တဲ့ customer ပဲဖြစ်ဖြစ်ပေါ့နော်ကျင်းထည့်မခံရအောင်နစ်နာမှုမရှိအောင်လို့ကျွန်တော်က sharing လုပ်ပြရဖြစ်တော့တကြောင်မို့လို့ကျွန်တော်ရဲ့ဒီ video ကနေပြီးတော့ကျွန်တော်မိတ်ဆွေတွေတစုံတရာစဉ်းစားစရာအတိတ်တစ်ခုရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်ကို yes လို့မှန်းခဲ့ပြီနော် yes လို့မှန်းခဲ့ပြီပြီးတော့နောက်ထပ်သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းမေးခဲ့လို့ရပါတယ်ဆိုတော့အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုချမ်းပဲဖြစ်ပါတယ်ခင်ဗျာတတပါ